အီနဲ့ထိတွေ့ဆက်ဆံမှုလိုလာပြီးဖြစ်တဲ့ဘင်္ဂလားဒေ့ရှ်အစိုးရဒီတင်ပြချက်မှာတော့အာရခတ်တော်အီနဲ့ထိတွေ့ဆက်ဆံမှုလိုအပ်လာပြီးဖြစ်တဲ့ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့အခြေအနေတွေအကြောင်းကိုတင်ပြလိုပါရီ အစိုးရလောက်ကိုင်းခရစ်စနစ်ကိုစံချင်တဲ့ကျောင်းသားတွေဦးဆောင်တဲ့လူမှုအုံဆောင်မှုကြောင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို15နှစ်ကြာအတိုက်ခံမရှိဘဲအေးအေးလူလူအုပ်ချုပ်ခွင့်ရရှိခဲ့တဲ့နိုင်ငံရဲ့တပ်တန်းအရှိဆုံးဝန်ကြီးချုပ်ရှိတ်ဟာစီနာရှာရူကနေနှုတ်ထွက်ခဲ့ရပြီးတဲ့နောက်ကြားပြတ်အစိုးရတက်လက်ထက်မှာနိုင်ငံရဲ့နိုင်ငံရေးကြောင်းမူဝါဒအနာဂတ်လာရနဲ့ပတ်သက်ပြီးအခြေအတည်ဆွေးနွေးမှုတွေကြေကြေပြန်ပြန်ရှိလာခဲ့ပါတယ်ဆွေးနွေးမှုတွေမှာဘင်္ဂလားဒေ့ရှ်နဲ့အိန္ဒိယနိုင်ငံတို့ကြားဆက်ဆံရေးကိုပဲလုတ်ကန်တွေ့တော်မလဲဆိုတဲ့ကိစ္စအဝေးအလေးနဲ့ထားဆွေးနွေးနေကြပြီးမြေ ဒေါက်တာမိုဟာမက်ရှင်တို့ဦးဆောင်တဲ့စာပြည့်အစိုးရတဲ့အနေနဲ့နိုင်ငံရဲ့အရှိတောင်ပိုင်းကအင်းနီချင်းဖြစ်တဲ့မြန်မာအရေးကိုလည်းလျှို့ရှုထားလို့မရပါဘူး။ဘင်္ဂလားဒေ့ရှ်နဲ့မြန်မာနိုင်ငံတို့ကြားနှစ်နိုင်ငံနဲ့နမိတ်ထိစပ်မှုပမာဏကတင်းငယ်ပြီးမယ်လို့ဘင်္ဂလီရိုဟင်ဂျာအရေးကိုကြီးမားရေးပြဿနာတစ်ခုရှိနေတယ်လို့မိုဟာမက်ရှင်တို့ရဲ့နိုင်ငံသားရေးရာအကြံပေးပုဂ္ဂိုလ်တူဟီဟော့စင်ကအခုနှစ်အစောပိုင်းကလေးကမှတ်ချက်ပြုပြောကြားထားပါရယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကဘင်္ဂလီရိုဟင်ဂျာတပေါင်းရှစ်ထောင်ကျော်ထပ်တိုးရောက်ရှိလာခဲ့ပြီးရခိုင်ပြည်နယ်မှာလူမျိုးရေးအကြမ်းဖက်မှုအလားလားဟာအရှင်ကားထပ်ပုံမှုမြန်မာလာနိုင်ခြင်းရှိနေရလို့ဆိုပါရယ်ရခိုင်ပြည်နယ်မှာနေမည်ဆိုးမှုမှုနဲ့နိုင်ငံရေးအာဏာအလေးပြောင်းနေဖြစ်ပေါ်လာမှုကိစ္စနဲ့ကာလကြာလေခဲတဲလေဖြစ်နေတဲ့ဘင်္ဂလားဒေ့ရှ်နေဆက်ကော့ဘဇာဒုက္ခသည်စခန်းကဘင်္ဂလီရိုဟင်ဂျာဒုက္ခသည်တပ်တန်းဝင်စဉ်ဆန္ဒအလျောက်နေရပြန်နိုင်ကိစ္စရီဟာဇာပြည့်အစိုးရတည်ရင်ဆိုင်သွားမယ်စိန်ခေါ်မှုတွေကတချို့ဖြစ်ပါရယ် 2023ခုနှစ်အောက်တိုဘာလလကောက်ပိုင်းမှာ2029စစ်စင်ရေးစတင်ခြင်းအနေစပြီးအရကတ်တိုအီဟာရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့စစ်ကောင်စီလက်အောက်ခံတပ်စခန်းမှအများများကိုအောင်မြင်စွာနဲ့တိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့ပါရီအခုဆိုရင်အီဟာဘင်္ဂလားဒေ့ရှ်နယ်စပ်နဲ့ကလျာမှာရှိတဲ့မြို့ရီအပါအဝင်ရခိုင်ပြည်နယ်မှာရှိတဲ့မြို့နယ်ထောက်ပံ့ချက်ကိုထိန်းချုပ်ထားပြီးအဲဒီနယ်မြို့ရီမှာကိုပိုင်အုပ်ချုပ်ရေးရန်ရာရီအောက်ကောင်အောင်ဆောင်ရွက်ထားပါရီ 2022ခုနှစ်တဝက်တပြတ်ဒီမိုကရေစီအစိုးရကိုဖျောက်ချအာဏာသိမ်းပြီးတဲ့နောက်ပိုင်းနာဆာကဟာဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ပင်ငလီရိုဟင်ဂျာရီဆန္ဒအလျောက်နေရပြန်နိုင်ရေးကိစ္စနဲ့ပတ်သက်လို့တာကာအစိုးရနဲ့ဆွေးနွေးအဖြေရှာဖို့တွန်းဆုံနေခဲ့ပါတယ်မြန်မာနိုင်ငံမှာပြည်ရင်းစစ်ပြီးပုံမကျက်ပြက်လာတဲ့ချိန်မှာတော့နာဆာကနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားစစ်စင်ကြီးဟာဆောက်ရုံလာခဲ့ပါရီ။အရင်တက္ကသိုလ်ဆောင်တွေဟာပင်ဂလီရိုဟင်ဂျာဒုက္ခသည်အကျတေကိုဖြည့်ရှင်နိုင်ရန်နာဆာကအပေါ်မှာတပ်တမန်ကြီးအရာဖိအားပေးဖို့ပြက်ကွက်ခဲ့ပါရီ။ အခုခါမှာရောရခိုင်ပြည်နယ်ကအေအေကစူမိုထားရတဲ့ပင်ဂလီရိုဟင်ဇာဒုက္ခဒေရီနေရပြန်နေရဟာဒါကနဲ့အေအေရူဇာဆက်ဆံရေးအပေါ်မှာပဲပုံမမူတည်လာခဲ့ပါရယ်ရှိတ်ဟာစီနာအစိုးရဟာပင်ဂလီရိုဟင်ဇာရီနေရပြန်နေရနဲ့ပတ်သက်ပြီးအေအေနဲ့တွဲဆုံဆွေးနွေးရေးတကာဖွင့်သားဖို့ညှိဆိုခဲ့တယ်လို့ရခိုင်ပြည်နယ်မှာအရှိပါရင်စကားဖြစ်ပြီးအေအေရဲ့အခမ်းအနားကိုအတိမတ်ပြုလက်ခံဆွေးမရှိဘဲနာဆာကအလူကြတာရည်တည်ခဲ့ပါရယ် EE ရဲ့ထိုးစစ်စစ်တိုက်ခိုက်မှုတွေကြောင့်ဘင်္ဂလားဒေ့ရှ်ပြည်ထပ်ပီလာရေးစစ်သားတွေကိုနာဆာကထံပြန်လည်လွှတ်ပြောင်းပေးအပ်ခဲ့တာဟာဟာစီနာအစိုးရရဲ့နာဆာကပိုင်ညနေသားပေးမှုကိုပေါ်လင်းစေတဲ့လောက်ရတစ်ခုဖြစ်ပါရီ2029စစ်စီနောက်ပိုင်း EE ရဲ့အောင်မြင်မှုတွေညဝါထင်ထင်မြင်တွေ့လာရတဲ့ချိန်မှာတော့ Tohe Housing ကနေ Shakawu Housing တို့လို့ဝိုင်းကြံကြင်ပညာရှင်တွေဟာ EE နဲ့ထိတွေ့ဆက်ဆံသွားဖို့ဟာစီနာအစိုးရကိုတိုက်တွန်းပြောကြားခဲ့ပြီးမှမတိကျစွန့်ပြုခဲ့ပါရီ။ အခုခါမှာတော့အဲ့ဒီပညာရှင်တွေဟာဈာဖြတ်အစိုးရတင်မှာအကြံပေးပုံကိုယ်ရေးအနေနဲ့ပါဝင်လာတဲ့အတွက်အေအေနဲ့အလွတ်တဘောဆက်ဆက်ရေးထူထောင်သွားဖို့အစိုးရတိတ်ကိုတိုက်တွန်းသွားနိုင်ွယ်ရှိပြီးအဲ့လိုသာအေအေနဲ့ဆက်ဆက်ရေးတည်ဆောက်သွားမယ်ဆိုရင်နှုန်းနှစ်ဖက်အတွက်အထောက်ပံ့ကောင်းတွေရရှိလာနိုင်ပါ रे အရေးဆုံးအနေနဲ့ပင်ဂလီရိုဟင်ဂျာရီနေရပြန်နိုင်ရေးဆွေးနွေးပွဲပြင်ဆင်ဖို့နဲ့ရခိုင်ပြည်နယ်မှာလူမျိုးရေးတမမှုတွေဖန်တီးဖို့အတွက်အေအေကိုစန့်ကျင်နေတဲ့ပင်ဂလီရိုဟင်ဂျာရီကိုပေးထုတ်ပေးနေရရေးဆက်မလုပ်ဖို့နာဆာကကိုဖိအားပေးသားနိုင်မှာဖြစ်ပါ रे အကျိုးဆက်နည်းနဲ့ဒါကနဲ့အေရိုအကြောင်းအပြန်အလှန်နားလည်မှုတွေတိုးတက်လာနိုင်ပါ रे ဒါကအစိုးရဟာရခိုင်ပြည်နယ်မှာနေမြေစိုးမှုမှုရယူထားတဲ့ EE ရဲ့ Divert to Anna ကိုအလွတ်တဘောလက်ခံသွားဖို့လုပ်ပြီး Bangladesh ဘက်ထွက်ပြေးလာတဲ့စစ်သားတွေကို NASA ကထံပြန်လည်လွှဲအရေးကိုလည်းရတိပြည့်ညင်းဆိုသွားမှာဖြစ်ပါ रे အဲလိုဆိုရင် EE အတွက်လည်းစည်ရေးပြူဟာအရာ အကျိုးများစီမှာဖြစ်ပါ रे တရီမကရခိုင်ပြည်နယ်နဲ့အလို့တဘောကုတန်းရောင်းဝယ်မှုတွေလည်းအဆင်ပြေချောမွေလာနိုင်ပြီးအေအေနဲ့ရခိုင်ပြည်နယ်အတွက်စီးပွားရေးအကျိုးမြတ်တွေရရှိစေနိုင်ပါတယ်။နောက်ပြီးစစ်တကောင်တောင်နဲ့ဒေသအခြေဆိုင်ကလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ကုကီချီအမျိုးသားတအူကိုရခိုင်ပြည်နယ်ဘက်ဝင်ရောက်ခုံလုံဝင်မပြူဖို့အေအေကိုတလက်စာရီတောင်းဆိုနိုင်ပါတယ်။ ဒီလိုပြန်လည်အကျိုးပြုမှုတွေကနေတဆင့်ဌာကနဲ့အီတို့ကြောင့်ရန်လိုမှုတွေထားမှမဟုတ်မတည်ငြိမ်မှုတွေဖြစ်ပေါ်စေရလို့ရတွေကိုအဆုံးသတ်သွားဖို့သဘောတူညီချက်ရရှိခဲ့မယ်ဆိုရင်နှစ်ဖက်စလုံးကြမဟာပြည်အောင်အောင်အကျိုးကျေးဇူးတွေရရှိလာနိုင်ပါ रे ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာပမ်မလိုက်ဝါရာကိုလက်ကင်ထားတဲ့အတွက်နိုင်ငံတကာတန်ကင်းတမန်ခင်မှလည်းဟန်ချက်ညီဆက်ဆံရေးကိုထိန်းထားနိုင်မယ်ပြင်အေအေနဲ့လည်းဆက်ဆံရေးတည်ဆောက်သွားလို့ရှာနိုင်ပါ रे ။ နိုင်ငံရဲ့ဇာနီဝါရာရည်တည်ချက်အရအရှင်ကလေးကဒေတာရီနဲ့နိုင်ငံတကာမှာလူရောက်သိမခံရတဲ့နာဆာကရဲ့လက်တွဲပြင်းမှုအရှိကိုလည်းထက်တွေ့ဖို့မလိုသလိုတရုတ်နဲ့အိန္ဒိယနိုင်ငံတို့ဟာလည်းအေအေနဲ့အလုသဘောဆက်ဆက်ရေးတွေရှိနေနိုင်တဲ့အတွက်မြန်မာနိုင်ငံရဲ့ပြည်ရင်းရေးကိုကြားဝယ်ဆော့ဖန်နေရလို့နာဆာကဘက်ကဆွဆဲလာခဲ့မယ်ဆိုရင်လည်းတာကာခေါင်းဆောင်တွေအနေနဲ့ညှိစို့သားနိုင်မှာဖြစ်ပါရဲ့ ကြအပြင်မင်္ဂလီရိုရင်ဂျာဒုက္ခသည်ရီရဲ့အသောစီအတွက်ထောက်ပံ့မှုအများဆုံးအလူရှင်နိုင်ငံဖြစ်တဲ့အမေရိကန်နဲ့နှဆိုင်တဲ့ဆက်ဆံရေးကိုအရင်ပြုပြီးအကျိုးကျေးဇူးတွေရလာနိုင်ပါ रे အမေရိကန်ဟာကုလသမဂ္ဂလူ့ကျိုးရေးကောင်စီရဲ့အမြင်နဲ့အဖွဲ့ဝင်နိုင်ငံတနိုင်ငံဖြစ်တဲ့အတွက်မင်္ဂလီရိုရင်ဂျာအရေးနဲ့ဆိုင်တဲ့ပလူအရှိဘောဆုံးဖြတ်ချက်မျိုးမဆိုတတ်တမန်ရေးအရာထောက်ပံ့ပေးသွားနိုင်ပြီးနေဆက်လူ့ကျိုးရေးအတွက်လည်းနှိပညာပိုင်းဆိုင်ရာအထောက်အပံ့တွေပေးအပ်လာနိုင်ပါ रे ။ အလာတူပင်ဂလီရိုဟင်ဂျာဒုက္ခသည်အချက်တွေအထိရှာနိုင်ရင်မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေးကိုလိုလားတဲ့ဩစတြေးလျဂျပန်နဲ့တောင်ကိုရီးယားတို့လိုစိတ်တဘောရတူနိုင်ငံတွေစီကနေလေပင်ဂလီရိုဟင်ဂျာဒုက္ခသည်တွေအတွက်လူသားချင်းစာနာမှုအကူအညီအထောက်ပံ့တွေရှာလာနိုင်ပြီးကုလသမဂ္ဂအထွေထွေညီလာခံကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးယုံဆော်ရီကုလသမဂ္ဂပလက်ဖောင်းတွေမှာလည်းဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက်ညှောစွာလူအန်နေတဲ့တပ်တမန်ကြီးဆိုင်ရာအထောက်ပံ့တွေရရှိလာနိုင်ပါတယ် အထောက်အပံ့ဆိုရရင်ဟာစီနာဦးဆောင်တဲ့အစိုးရပြုလည်ခဲ့မှုဟာဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့မြမအရေးဆိုင်ရာနိုင်ငံခြားရေးမူဝါဒကိုပြုပြင်ပြောင်းလဲမှုတွေလှုပ်ဆောင်ရမှုအကြောင်းဖန်လာစေခဲ့ပါရီအခုခေါမှာတော့ဒေါက်တာမိုဟာမက်ရှင်နိုဦးဆောင်တဲ့ကြားဖြတ်အစိုးရတဲ့ဟာနာဆာကနေတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ရင်းနဲ့ပတ်သက်ပြီးရှိတ်ဟာစီနာအစိုးရခြံထားခဲ့တဲ့ခက်ခဲတဲ့စိန်ခေါ်မှုတွေကိုကန့်တဲ့ဖြည့်ရှင်းသွားရုံမှဖြစ်ပါရီ အထက်မှာဖော်ပြခဲ့သလိုရခိုင်ပြည်နယ်မှာပြောင်းလဲတာရဲ့နိုင်ငံရေးအခင်းကျင်းနဲ့မြန်မာလာတဲ့လူမျိုးရေးတက်မှမှုအလားအလာတွေကြောင့်ယူနိုအစိုးရအနေနဲ့အေအေနဲ့ထိတွေ့ဆက်ဆံမှုတွေစတင်ပြုလုပ်သွားဖို့လိုအပ်ပြီး America, Australia, Japan နဲ့တောင်ကိုရီးယားတို့လိုမိတ်ဖက်နိုင်ငံတွေနဲ့ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်းတွေ့မြင်သွားမှာဖြစ်ပါရဲ့ ပါမတင်ရီမချနဲ့အဖြစ်ရှာမရတဲ့ရူရတာအစ်စ်တဲခုနှစ်နှစ်ကြာရှိလာခဲ့တယ်လို့ရခိုင်ပြည်နယ်မှာလည်းနာဆာကဟာကြာရှုံးကန်းတွေကိုရှောင်နေပြီဖြစ်တဲ့အတွက်ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့အခုချိန်မှာမြန်မာနိုင်ငံနဲ့ဆိုင်တဲ့နိုင်ငံသားရေးမူဝါဒပြောင်းလဲရေးကိုလက်တွေ့တကျအကောင့်ထဲပေါ်ဆောင်ရွက်သားမိအချိန်ရောက်ရှိနေပြီဖြစ်ပါရီဒီတင်ကြကြဆိုရင် Australia Institute of International Affairs website မှာသူတည်တည် Counter Columnist Retsowun ရေးသားထားရီ Bangladesh Foreign Policy on Myanmar Tanifor Pora Engagement သုံးသက်ချက်ကိုဘာသာပြန်ဆိုပြီးတော့ဖော်ပြထားခြင်းဖြစ်ပါရည်ဒီတင်မြတ်ချက်ပေါ်မှာကျရှုသူမေဆွေတို့အနေနဲ့ရောဘယ်လိုများထင်မြင်ယူဆမိကြသလဲဆိုတာကွန်မန့်တွေအရဒီတစ်စိအမျှဝေပေးခဲ့ကြပါအောင်နော်